ကဲကျွန်တော်ရဲ့ချက်တော်မိတ်ဆွေများကျွန်တော်ရဲ့ချက်တော်အမျိုးများအားလုံးပဲမင်္ဂလာပါမင်္ဂလာပါနော်ကျွန်တော်ကတော့ကျွန်တော်ချက်မိတ်ဆွေတွေရဲ့အမြဲတမ်းထာဝရကိုကြော်ပါဟုတ်ပြီနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးအခုလာမယ့်ပွဲအတွက်ဇာတို့ပတ်သီးတစ်လုံးနဲ့ဇာတို့မွေးနှစ်ကွက်ကျွန်တော်လာပေးတာနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုဇာတို့လိုက်နေတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ဇာတို့မွေးကနန်းကိုပွဲတိုင်းစော့နေတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ဇာတို့ပတ်သီးတစ်လုံးရဲ့ဇာတို့မွေးနှစ်ကွက်ကကျွန်တော်တခါတည်းပြောပြမယ်နော်အဲ့တော့ကျွန်တော်ချက်တော်မိတ်ဆွေတွေက ဇာတို့လိုက်ပြီးတော့စော့ကျင်တယ်ကျွန်တော်မိတ်ဆွေတွေကတည်တည်ချာချာတခါတည်းမှတ်ပြီးတော့အခုလာမယ့်ပွဲကျွန်တော်တို့73ရက်74ရက်75ရက်အဲ3ရက်တွင်ဇာတို့လိုက်เนาะကျွန်တော်မိတ်ဆွေအားလုံးထပ်ပြီးတော့အဆင်ပြေသွားအောင်လို့เนาะအင်္ဂါဗုဒ္ဓဟူကြာလာပြီအခုလာမယ့်ပွဲကကျွန်တော်တို့73ရက်5လ2025ကနေ15ရက်5လ2025ဆိုတော့ကျွန်တော်တို့ အင်္ဂါဗုဒ္ဓဟူဂျာတာပတိအဲ့သုံးရက်ကိုလိုက်ရမှာနော်အခုလာမယ့်ဘုရားကျွန်တော်တို့တလင်းနာနေရကျွန်တော်တို့ဖောင်းတယ်အင်္ဂါနေ့ကနေစမယ်အင်္ဂါနေ့73 73ရက်နေ့ကစမယ်ကျွန်တော်တို့နော်73 74 75အဲ့သုံးရက်အတွင်းပေါ့အင်္ဂါဗုဒ္ဓဟူဂျာတာပတိအဲ့သုံးရက်အတွင်းကိုကျွန်တော်တို့ဇာတို့တစ်လုံးနဲ့ဇာတို့မိုးနှစ်ခွက်ကျွန်တော်မိတ်ဆွေတွေကဇာတို့လိုက်ပြီးတော့စော့တာဒါကျွန်တော်မိတ်ဆွေတွေကိုဖတိစေတနာနဲ့မြတ်တာလက်ဆောင်ကျွန်တော်တခါတည်းပြောပြပါမယ်နော်အဲ့တော့ ကျွန်တော်ချက်သောမိတ်ဆွေတွေအားလုံးကကျွန်တော်ဗီဒီယိုကိုအစာဆုံးကြည့်ကျွန်တော်ပေးတဲ့ခဏလေးတွေကိုကျွန်တော်ပြောပြမိတဲ့ခဏလေးတွေကိုအစာဆုံးနားထောင်ပြီးတခါတည်းမှတ်သွားနော်အဲ့တော့ကျွန်တော် channel ကိုကျွန်တော်မိတ်ဆွေတွေက subscribe မရသေးတဲ့ကျွန်တော်မိတ်ဆွေတွေက subscribe ဆိုတဲ့စာတန်းလေးကိုနှိပ်ထားပြီးရင်ဘေးကခေါင်းလောင်းလေးကိုတီးထားလက်မလေးတွေပေးထားနော်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပွဲတိုင်းမှာဇာတ်တို့တစ်လုံးရယ်ဇာတ်တို့ပတ်ရမယ်ဇာတ်တို့တစ်လုံးရယ် ဇာတို့မွေးနှစ်ကွက်ကကျွန်တော်ပွဲတိုင်းကျွန်တော်ပြောပြသွားမယ်နော်ဒါကျွန်တော်မိတ်ဆွေတွေကိုရစေခြင်းလို့ကျွန်တော်လာပြီးတော့ပြောပြတာတခါတည်းကျွန်တော်ပြောပြမယ်နော်အဲ့တော့ကျွန်တော်တို့အခုလာမယ့်ပွဲ73ရက်74ရက်75ရက်နော်အဲ့3ရက်တွင်လာရမယ့်ဇာတို့ပတ်ဒီတစ်လုံးကကျွန်တော်တို့ကိုနော်ကျွန်တော်တို့အဲ့ကိုတစ်လုံးကိုဇာတို့ပတ်ပြီးတော့ဇာတို့ဆော့ဇာတို့ပတ်ဒီကကျွန်တော်တို့ကိုနော်ကိုတစ်လုံး99ကျွန်တော်တို့ဇာတို့မွေးနှစ်ကွက်က94ရက်95ရက် 6ရဲ့6ရဲ့အဲ့နှစ်ကွက်ကိုဇာတို့မွေးပြီးတော့ဇာတို့ဆော့ဇာတို့မွေးနှစ်ကွက်က6 5ဇာတို့ပတိယကျွန်တော်တို့9နော်ဇာတို့ပတိယ9ဇာတို့မွေးနှစ်ကွက်က6 5 64ရဲ့65ရဲ့အနှစ်ကွက်ကဇာတို့မွေးနှစ်ကွက်ဇာတို့ပတိယကျွန်တော်တို့9နော်ကျွန်တော်မိတ်ဆွေတွေကတည်တည်ချာချာမှတ်ဒါကျွန်တော်အကောင်းဆုံးကျွန်တော်ကျွန်တော်တို့အင်္ဂါဗုဒ္ဓဟူကြာတာပြီအခုလာမယ်ဘွယ်အဲ့3ရက်အတွင်းကိုတည်တည်ချာချာ ဇာတို့လိုက်ပြီးတော့ဆော့ဒါကျွန်တော်မိတ်ဆွေတွေကိုရစေခြင်းလို့ကျွန်တော်ဆော့ဆော့စစ်စစ်လေးကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်လာပြောပေးတာကျွန်တော်မိတ်ဆွေတွေရဲ့ကိုကျော်ကကျွန်တော်မိတ်ဆွေတွေကိုစေတနာထားပြီးတော့ပွဲတိုင်းမှာကျွန်တော်အစဉ်ပြေအောင်ဇာတို့ကနန်းတွေကိုကျွန်တော်အမြဲတမ်းပွဲတိုင်းမှာကျွန်တော်နော်အမြဲတမ်းကျွန်တော်ပြောပေးတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုရစေခြင်းလို့လည်းကျွန်တော်ပွဲတိုင်းမှာနော်အချိန်မအားလက်တဲ့ကြားတွေကကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောပေးတာနော်အဲ့တော့ကျွန်တော်နောက်ထပ်ထပ်ပြောပြမယ်အခုလာမယ့်ပွဲအင်းကဘုရဟု ကြာတာပါလေ73ရက်74ရက်15ရက်အဲ့3ရက်အတွင်းကိုလုံးဝတေချာပေါက်ဆင်းလာမယ်ဇာတို့ပတ္တိယကျွန်တော်တို့ကိုနော်ဇာတို့ပတ္တိယကိုဇာတို့မွေးနှစ်ကွက်က64ရက်65ရက်64 65နော်64နဲ့65အဲ့နှစ်ကွက်ကိုဇာတို့မွေးပြီးတော့ဆော့အင်းငါဘုတ်ဟူကြာတာပါလေအဲ့3ရက်အတွင်းကိုဇာတို့လိုက်တာကျွန်တော်မိတ်ဆိုဒီအားလုံးနော်ဇာတို့ပတ္တိယကျွန်တော်တို့ကိုဟုတ်ပြီအဲ့တော့ကျွန်တော်မိတ်ဆိုဒီအားလုံးကျွန်တော်ပြောပြတဲ့ဇာတို့ပတ္တိတစ်လုံးရဲ့ဇာတို့မွေးနှစ်ကွက်ကဲ အခုလာမယ့်ဘွဲမှာလည်းထပ်ပြီးတော့နော်အဆင်ပြေကြပါစေကျွန်တော်မိတ်ဆွေတွေအားလုံးဇာတို့လိုက်လို့ဇာတို့ရကြပါစေလို့နော်ကျွန်တော်မိတ်ဆွေတွေရဲ့ကိုကျော်ကကျွန်တော်မိတ်ဆွေတွေအားလုံးကိုဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ချစ်တော်မိတ်ဆွေတွေအားလုံးအားလုံးအဆင်ပြေကြပါစေလို့နော်အားလုံးအားလုံးကိုလက်ကိုလက်